င်္ဂလာပါရှင်ဒီနေ့တော့ကျောင်းမရေးဘက်ကိုနည်းနည်းလေးလက်ပြီးပြောကြအောင်ဟယ်လိုဆရာဝဲမဖော်ပြထားဆောင်းပါလေးတစ်ခုကိုခြေခံပြီးတော့လေကျမတို့ခန္ဓာကိုယ်ရဲ့အရေးကြီးရဲ့အစိတ်ပိုင်းတစ်ခုအသေးပေါ့နော်အဲ့ဒီအသေးကိုထိခိုက်စေနိုင်တဲ့နေ့စဉ်အပြုမူတချို့အကြောင်းကိုနည်းနည်းလေးဆွေးနွေးကြည့်ကြပါရစေ။ဟုတ်ကဲ့ခမ်းဒီအသေးဆိုတာကတကယ်တော့ခန္ဓာကိုယ်ရဲ့အလိုအရများတဲ့အင်္ဂါတစ်ခုပဲ။ ဟိုအဟာရတွေစီမန်းတာအစိတ်တွေရှင်းတာကိုတောက်တဲ့ဆေးတွေကိုဖြိုးခွဲတာဒွိရှိရီတို့ထွေးခဲပရိုတင်းတို့ထုတ်လုပ်တာအများကြီးပဲတော်တော်လုံများတာပဲနော်ဟုတ်ကဲ့ဒီလောက်အလုံများတဲ့အသေးကိုမှဘလို့အလေးထက်လီးတွေကနေမတိလိုက်ပဲနဲ့တောက်ခပေးနိုင်လေဆိုတာကိုအဲ့လီဆောင်မားတွေကအချက်တွေနဲ့ကြည့်ရအောင်ဟုတ်ကဲ့အဲ့ဒီဆောင်းမမဆိုရင်အတေကအချက်ငါချက်ကိုထောက်ပြခိုင်းရနော်ပထမဆုံးကတော့အလုံးတီးပီတာအရက်အရက်အလုံးကျွန်တောက်ကပေါ့ ဒါကတော့အသေးရဲ့အတေးကရန်သူပဲလို့ပြောထားတယ်။ဒီခါကျတော့သူ့ရဲ့တခြားအရေးကြီးတဲ့လုပ်ငန်းတွေဥပမာအစီတွေကိုခြေဖြစ်တာမျိုးတွေကောင်းကောင်းမလုပ်နိုင်တော့ဘူး။အဲ့ဒီကနေအသေးအစီဖုံးတာနောက်အသေးရောင်တာတွေဖြစ်လာနိုင်တယ်။ဟုတ်။ကြာလာရင်ပိုဆိုးသွားနိုင်တယ်ဆိုတဲ့သဘောပေါ့နော်။ဟုတ်ပါတယ်။အဆိုးဆုံးကတော့အသေးဆယ်တွေကပြန်လဲပြူပြင်းလို့မရတော့တဲ့အဆင့်အသေး၆တာလို့အသေးကင်းစာလို့ဒီဖြစ်သွားနိုင်ခြေရှိတာပဲ။ စိတ်ဝင်စားစရာကအရက်ကိုဖြိုခွဲလိုက်လို့ထွက်လာတဲ့ဓာတုပစ္စည်းကိုရန်ကာကို အသေးစဲကိုတိုက်ရိုက်ပျက်စီးစေတာ။အော်တိုက်ရိုက်ကိုပျက်စီးစေတာ။ဟုတ်တယ်။ပုံမှန်တော့အသေးကသူ့ကိုယ်သူပြန်ပြင်နိုင်စွာချိပေမဲ့အရက်တံကိုဆက်တိုက်ခံနေရရင်တော့ပျက်စီးနှုန်းကပြန်ပြင်နှုန်းထက်ပိုများသွားပြီ။ကုဟုခက်တဲ့ခြေနေရောရော။အေးအပြင်နောက်တစ်ချက်ဓာတို့တိတ်တတိမထားမိတက်ကူလို့ထင်းနေ။စီးတွေကိုလိုတာထပ်ပိုတောက်တာတဲ့။ ဥပမာအကိုက်ခဲပျောက်စီအစတီမနိုဖန်လိုမျိုးအဝဲဝဲလို့ရတဲ့ဆေးတွေတချို့တိုင်းရင်ဆေးတွေနောက်ဗီတာမင် A လို့ဖြည့်ဆွတ်စာတွေပေါ့အဲ့ဒါတွေကိုပမာဏများများဒါမှမဟုတ်ရက်ဆက်တိုက်ကြကြတောင်းမိတာမျိုးအဲ့ဒါတကယ်အရေးကြီးတဲ့အချက်ပဲဟုတ်တယ်အသေးကခန္ဓာကိုယ်ထဲဝင်လာတဲ့ဆေးမှန်တမျှကိုသူကဖြိုးခွဲတန့်စင်ပေးရတာလေဆိုတော့သူ့ရဲ့ခန္ဓာဝင်ထွက်ကြော်သွားရမနိုင်တော့ဘူးပေါ့အထူးသဖြင့်အဲ့ဒီအစီတီမနိုဖန်ဆိုရင် ်တက်မှတ်ထားတဲ့ပမာဏလေးအထွန်းမှာဆိုရင်အန်ရကင်းမိမယ်နည်းနည်းလေးပိုသွားတာနဲ့ဒါမှမဟုတ်တခြားဆေးတချို့နဲ့တွားပြီးတော့တွဲထောက်မိရင်အသေးကိုတိုက်ရိုက်အစိတ်ဖြစ်စင်နိုင်တယ်။အင်းဒါကြောင့်ဆေးမထောက်ခင်ဆရာဝန်နဲ့တေချာတိုင်မင်ဟုဆေးညွန်းကိုတေချာဖတ်ဖို့လိုတာပေါ့နော်ဟုတ်ပါတယ်အဲ့ဒါမဖြစ်မနေလို့ရတယ်။နောက်ပြီးတော့လေဆောင်းမားမှာတိုက်ရိုက်မဟုတ်ပေမဲ့တွဲဝိုက်ပြီးတော့ဒုက္ခပေးနိုင်တဲ့ချက်တည်းလည်းပါသေးတယ်။ဥပမာဆေးလေးတောက်တာမျို ဆေးလင်းငွေတွေကအစိတ်တွေက အသေးစိတ်ကိုထိခိုက်စေပြီးအမာရဖြစ်စေနိုင်တယ်လို့ဆိုတဲ့အဲ့ဒါက oxidative stress လို့ခေါ်တဲ့ဓာတ်တို့ဖြည့်ဆည်းမှုနဲ့ဆက်စပ်နေတာဆေးလင်းငွေကအဲ့ဒီဖြည့်ဆည်းမှုကိုတိုးစေပြီးအသေးစိတ်တွေကိုပျက်စီးစေတယ်နာရရှည်ရောင်ရမ်းမှုတွေလည်းဖြစ်စေနိုင်တယ်ကြာလာရင် အသေးရဲ့ပုံမှန်အလုပ်တွေလုပ်နိုင်စွမ်းကျဆင်လာရောအဲ့ဒီ oxidative stress ဆိုတော့ အေးပြစ်တံများရင်လည်းဖိနိုင်တယ်လို့ပြောထားတယ်နော်တမင်းကို9နှစ်ရက်နေ9နှစ်ရက်လောက်အေးချင်လို့လေပေါ့အေးပြက်တာကလည်းအသေးကိုထိခိုက်စေနိုင်တယ်ဟုတ်ကဲ့အေးပြက်ချင်းကခနာကိုတစ်ခုလုံးရဟန်ချက်ကိုပြက်စီတာကိုအဲ့ဒီထဲမှာအသေးရဲ့အစိတ်အတော့ဖယ်ရှားတဲ့လုပ်ငန်းစဉ်လည်းပါသွားတယ်အဲ့ဒီလုပ်ငန်းစဉ်ကြီးရိုးရွင်းလာနိုင်တယ်နောက်ဆုံးတစ်ချက်ကတော့အဝေ့လွန်တာနဲ့အစောတော့မစင်ကျင်တာဒါလည်းလူတော်တော်များများရင်ဆိုင်နေရတဲ့ပြဿနာပဲအစီများတဲ့အစားအစာတွေစီကြော်တဲ့အချို့များတာတွေပေါ့ ဲ့ဒါတွေကအရက်ကြောင့်မဟုတ်တဲ့အသည်းစီဖုန်းရောဂါ Non alcoholic fatty liver disease ကို ဖြစ်စေနိုင်တယ်။မှန်ပါတယ်။အစားထောက်ကတော်တော်ရေးပါတယ်ဗျာ။အထူးသဖြင့်အသင့်စားစားစားတွေပြုပြင်ထားတဲ့အစားအသားတွေမှာပါတဲ့အဆီတွေတကြားတွေကအသည်းမှာသွားဆူပြီးအဆီဖုံးစေတာ။ဆောင်းပါးထဲမှာတုံးထက်ထားတာတခုကတကြားများများစားသုံးခြင်းဟာအရက်တောက်တာနဲ့အလားတူအသည်းကိုဒုက္ခပေးနိုင်ရှိတယ်ဆိုတာပဲ။အိုးတကြားကအရက်လိုပဲလား။အတိုင်းတာတစ်ခုထီပေါ့ ဒုက္ခပေးနိုင်တဲ့ပုံစံကခက်ဆင်ဆင်ဖြစ်နေလေလို့ဆိုလိုတာပါဒီလိုဆိုရင်ကို့အသေးကိုကာကွယ်ဖို့အတွက်အဓိကလောဘမတွေကဘာတွေဖြစ်မလဲချိုးပြီးပြောပြပေးပါဦးအဓိကတော့နေထိုင်စားသောက်မှုပုံစံပြောင်းလဲဖို့ပါပဲခုနကပြောခဲ့တဲ့အန်ဒီရီတွေကို ပြောင်းပြန်လုပ်လိုက်ပေါ့ကျမကြီးနဲ့ညီညွတ်အောင်စားတာဆိုတော့အတီရက်အစီအစံဒီပိုစားအစီအချိုစားရှော့စားဖို့ကိုလည်းလှူရှာမှုမှန်မှန်လုပ်တာရက်နဲ့ဆေးလေကိုရှောင်လား ဒါမှမဟုတ်အများကြီးလျှော့ချတာဇေဝါသုံးဆမှုမှာတရိထားတာပြီးတော့အေးဝဝအိတ်တာပေါ့ဒါဒီကအရှိခံအကြဆုံးနဲ့အထီရောက်ဆုံးပဲဟုတ်ကဲ့အဲ့ဒီလိုနေထိုင်မှုပုံစံပြောင်းလဲတာအပြင်စောင်းမတဲ့မှာအသေးရောင်အတောင်းဝဘီကြောင်လည်းနည်းနည်းလေးထက်ရေးထားတာတွေ့တယ်ရှင်။သူကကြတော့ virus ကြောင့်ဆိုတော့ခုနကအပြူမူတွေနဲ့တိုက်ရိုက်မဆိုင်ဘူးပါနော်။ဟုတ်ပါတယ်။ hepatitis B က virus ပိုးကြောင့်ဖြစ်တာ။တွေးတော့ တခြားခနာကိုကထရယေရီကန်ဝိတစင်ကုဆနေတယ်သူကနာရာရှေထစ်သွားရင်အသေးချောက်တာ အသေးကင်စာထင်နိုင်ရရှိတဲ့အတွက်ဒရိုလီဂျူးဆေးရမယ်ယောဂချက်ခုပါအင်းသူအသက်ကြတော့ကုတမှုအပိုင်းကပိုအရေးကြီးသွားပြီပေါ့ဟုတ်တယ်ဆောင်းမမှာတော့ဒီလိုယောဂရှိသူတွေအတွက် အသက်ဆဲလ်တွေကိုအားဖြည့်ပေးနိုင်တဲ့ essential phospholipids EPL တို့ vitamin B complex တို့ vitamin E တို့လို့ ဖြစ်စွာအားစေတချို့ကအထောက်ကိုပြုနိုင်တယ်လို့ဖော်ပြထားတယ်။ဥပမာ EPL က cell နဲ့အန်တို့ကာကွယ်ပြုပြင်ပေးတာ၊ vitamin B တွေကဓာတ်တုံးမှုကိုတိုက်ဖြတ်တာ၊သွေးအားနည်းတာကာကွယ်တာ၊ vitamin E ကလည်းဓာတ်တုံးပစ္စည်းတွေဖယ်ရှားပေးတာမျိုးပေါ့။အော်အားစေအနေနဲ့သုံးလို့ရတယ်ပေါ့။ဒါပေမဲ့ ဒါပေမဲ့အရေးကြီးတာကဒါရီဟာယောဂကိုကုသတဲ့စေမော်ဘူးဖြည့်ဆွတ်စာအနေနဲ့ပဲသုံးတင်တယ်ယောဂအတွက်ကတော့ဆံဝင်နဲ့တည်တည်ချာချာပြသပြီးစနစ်တကျကုသမှုခံယူဖို့ကမဖြစ်မနေလိုအပ်တယ်ဆိုတာကိုတော့အထူးသတိပြုစေချင်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်လိုက်ရင်လေကျမတို့နေ့စဉ်လုံနေကြအလျက်ထားတေးသေးလေးလို့ထင်ရပေမဲ့ကိုယ့်ရဲ့အသေးစားမရဲ့အပေါ်မှာဘလောက်တောင်အကျိုးသက်ရောက်မှုရှိနေလဲဆိုတာတကယ်ကိုစဉ်းစားစရာတတိထားစရာတွေရှိပါပဲ အမှန်ပဲဗျာကိုခန္ဓာကိုယ်တိုင်မှာတိတ်တိတ်လေးအရေးကြီးတဲ့အလုပ်တွေအများကြီးလုပ်ပေးနေတဲ့အသေးကျမ်းမာနေဖို့ဂယူဆိုင်ပြတာဟာကိုယ့်ရဲ့ရေးရှည်ကျမ်းမာရေးအတွက်တကယ်ကိုတန်ဖိုးရှိတဲ့ယဉ်သိမြုံနာမှုတစ်ခုပါပဲအခုကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အချက်တွေထဲမှာကိုယ့်ရဲ့နေစဉ်ဘဝနဲ့ပြန်ချင်ထိုးကြည့်ရင်ဘယ်အချက်ကကိုယ့်အတွက်ပို့ပြီးတော့တတိထားပြင်ဆင်ဖို့လိုမယ်လို့မြင်မိပါသလဲအဲ့ဒါလေးပြန်စဉ်းစားကြည့်ဖို့တိုက်တွန်းခြင်းပါဟုတ်ကဲ့အရင်ကောင်းပါတယ်ဒီနေ့တော့ဒီလောက်ပါပဲเนาะ